မိုးမင်းရဲ့ကြိုက်ထုံမျိုးမရဲစခန်းကဒူရဲအုပ်ဝင်းကြိုင်ဟာမိမိကိုကိုတနက်နဲ့ပြစ်ခတ်ပြီးအဆုံးစီရင်သွားတယ်လို့ရဲတပ်ဖွဲ့နဲ့ညီဆက်သူတွေကတလွင်ထမ်းမှုပြောပါတယ်ရှင်။ဒူရဲအုပ်ဝင်းကြိုင်ဟာပြီးခဲ့တဲ့ဇွန်လ၈ရက်နေ့မနက်၈နာရီအချိန်ခန့်ကရဲစခန်းအတွင်နေအိမ်လိုင်းခန်းထဲမှာတယောက်တည်းရှိနေချိန်သူ့ကိုသူတနက်နဲ့ပြစ်ခတ်ပြီးအဆုံးစီရင်သွားခဲ့တာပဲဖြစ်ပါတယ်။ရဲစခန်းနဲ့ညီဆက်သူတွေရဲ့ပြပြချက်အရဒူရဲအုပ်ဝင်းကြိုင်ဟာစစ်တပ်အရာရှိပိုင်းနဲ့ညီဆက်သူမိသားစုဝင်တူအားဖမ်းဆီးပြီးတဲ့နောက် ငွေကျပ်300တောင်းခံမှုနဲ့ပတ်သက်လို့စစ်တပ်ကဖြည့်ရှင်းဖို့ဖိအားပေးနေမှုပေါ့မဖြည့်ရှင်းနိုင်ပဲယခုလိုတက်တည်သွားတယ်လို့ဆိုပါတယ်။ဒူရဲအုပ်ဝင်းကျိုင်အဆုံးစီရင်မှုပေါ့ရဲတပ်ဖွဲ့ဘက်ကစိုက်ထုတ်မျိုးအဝင်မျိုးရှောင်လန်းနီလိုင်စင်မဲ့ရင်နေဖမ်းဆီးနေချိန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဘက်ကလာရောက်ပစ်ခတ်တပ်ဖြတ်သွားခဲ့တယ်လို့သတင်းတွေထုတ်လွှင့်ထားပါတယ်။ဒူရဲအုပ်ဝင်းကျိုင်ဟာနေတဲ့ခေါင်းဆောင်တအူးဖြစ်ပြီးဒေသခံတွေပေါ်ဖမ်းဆီးငွေညစ်တာ မတိနားလေသူတွေကိုနီလန်ပေါင်းစုံတုံးပြီးဖမ်းဆီးငွေညှစ်မှုတွေအများကြီးပြုလုပ်ထားတာကြောင့်သူ့ရဲ့တေဆုံမှုကိုမြို့ခံအများစုကဝမ်းသာနေကြတယ်လို့ဆိုပါတယ်။သူရဲ့အုပ်ဝင်းဆိုင်တပ်သိမ်းမှုနဲ့ပတ်သက်ပြီးမြို့မစခန်းမှုမြို့နယ်ရဲမှုတို့ကိုပြည်내ရဲမင်းကြီးကစုံခုံဖွဲ့စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။တက်တည်သွားတဲ့ဒူရဲအုပ်ဝင်းဆိုင်ရဲ့အနာရေးကိုတော့ဇွန်လ10ရက်နေ့ညနေပိုင်းမှာပြုတ်လုပ်သွားမယ်လို့ရဲစခန်းရဲ့နီးစပ်သူတွေထံကနေသိရပါဗျ။